အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာမောင်မျိုးရေးသားတဲ့ဖျားပွဲကိုလှဲနေဆိုဆိုတဲ့ဝိထုတော်လေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းသိန်ကြီးဖြစ်ပါတယ်အခန်းတင်ကြော်ချေစိုက်တို့ဘက်မှလာတော့လဲတန်းကြီးသည်တိန်ကူကွင်းအလဲကောင်းရှိဇရက်ချောင်းချောင်းကူနင်းကျန်းတို့အလူရက်တက်ဖို့ကစုံဆိုင်လာကြသဖြင့် ုံလုံးကြီးကတောတောထနေသည်ဒီနေရာသည်မကြာခဏဆိုသလိုခရံဖြစ်ပွားလေရှိသည့်နေရာဖြစ်ခဲ့ပါကလည်းအုပ်စုလိုက်ဒုတ်တပြတ်ဓာတ်တပြတ်ခုတ်ထစ်တပ်ပုတ်ကြလေရှိသည့်ဖြင့်လုံကြုံရေးပါချထားရသည် အတက်နေကေလာတာဖရာဖူဖို့အနေနဲ့အရရမှလာသောဖရာဖူလှဲများပေါ်တွင်ပါလာသောစေးရုံစုံလှပြူပြူများကြောင့်လေကာလာသားများ ရည်တည်တည်လုံရင်ညှိတက်ကြသည် ရေပတ်တီတန်းခန့်နိုင်အောင်အချမ်းပြေလေးမိဝဲထားတတ်ကြသဖြင့်နည်းနည်းလေးမှအစွန်းတင်မခံနိုင်သည့်အချိန်ချောင်းကူနင်းချမ်းကိုသူရင်တက်မီငါရင်တက်မီလူကြရင်တဘိုးကြီးတို့ချွတ်၍ရိုက်ကြလိရှိရာတချို့လဲသမားတွေကတန်တို့ကို တဘိုးကြီးတို့လှုပ်ထားကြသည်တချို့လဲသမားကအခင်းဖြာချမ်းအောက်တွင်ငှက်ကြီးတောင်ဝတ်ထားတတ်သည် တချို့ကဆောင်းပန်းအောင်ဓမြောင်ကတ်ထားတတ်သည်အယိုးသားဆုံးလှဲသမားတောင်လောက်လေးကွာနေကုန်းတိလောက်တော့ဆောင်းလာကြသည်ဖျားပွေထို့ကြောင့်လုံကြုံရေးတာဝန်ရှိသူများကစေစေဆဆန်ရှားပွေသိမ်းဆင်းနေသည့်တိုင် ပါလာတတ်သေးသည်မௌဒမကွေဘက်မှတိုက်ခတ်လာသောတကူးလီသည်ဟုံလုံးကြီးများကို အဝေးစီသို့တယ်ဆောင်ပေးနေသည်ချောင်းယိုးနဘေးက ပြဲမပင်များပွင့်နေသည်မှာအရွက်စိမ့်စိမ့်များကြားမှာခရမ်းပြားပွင့်ချက်များဟိုးခတ်ဝေးဝေးတောင်တန်းပေါ်မှာထုံးဖြူဖြူစည်ဒီများပကြီးကျော်လက်မှိုင်ချရမည်တဘာဝပကြီးကားတစ်ချက်နေကြံပတ်လူအုပ်စီမှာအော်တန်တစ်ခုကြောင့်ကြောချေစက္ကနဲဖြစ်သွားသည် သူကင်ထားသောနွားကျိုးကို တင်းတင်းဆွေးရင်းစုတ်တက်၍နွားနှကောင်ကိုရက်ခိုင်းလိုက်သည် ဆောင်းပန်းတွင် နွားကျိုးကိုကမန်းကရန်ချီ၍လွာကနေခုံဆင်းပြီးနင်းချမ်းပတ်ပြေးခဲ့သည်။ချောင်းထဲတွင်သူနှင့်တတူရဲတူခန့်ရှိမီကောင်မလေးတယောက်ရက်ကန်ရက်ကန်ဖြစ်နေသည်။သူ့ရှိတစည်းကျော်လောက်ကနင်းချမ်းလူတက်သွားသောလဲပေါ်ကအရှိန်လွန်ပြီးချောင်းထဲပြုတ်ကျခဲ့ခြင်းဖြစ်သည်။ချောင်းရီအတော်နတ်တီကိုတည်၍ကြော်ချစ်စိတ်ပူပြီးပစိုးကရောင်ကြိုက်၍ကောင်မလေးနှင့်အနီးဆုံးရောက်အောင်ခုံချလိုက်သည်။ အခန်းနှင်းမက်ခင်သိဇရာတက်တင်တိတ်ပံတင်းနှန်းပြီးကနီဇေလိုရာစီသွားပါမည်ဟုသဘောထားပြီးခဲ့သူမက်ခင်သိဂျန်ကုံမျိုးပြကြီး၏မုန်းချက်မှုမှထွက်ပြေးလိုသူဖြစ်၍ယခုတောင်းဝန်ကြသော ဖက်ကလေးကြီးရွာမူလာရန်ကြောင့်ကသူမဖို့နေချင်းစပွဲရုံဝန်းတစ်ခုပင်ဖက်ကလေးကြီးရွာဆိုသောညာကြိုက်ထုံမျိုးနှင့်တဆက်သေးဖြစ်နေ၍ မြို့ပေါ်ရက်ွက်တစ်ခုလိုပင်ပြက်စင်မိရှိသည်ပင်လယ်နှင့်မနီးမဝဲတွင်ရှိ၍အစားတောက်ပေါ်သောကြိုက်ထူကို သဘောကျခဲ့၍မိခင်ဖြစ်သူကိုပါလိုက်နေပေးဖို့စီစဉ်ထားခဲ့ပြီးရန်ကုန်မြေမှတဘွားမခွာခြင်းသောမိခင်တော်များနှစ်သည်တမိအဆွဲကောင်းမှုကြောင့်တော်မှအခြေချဖို့ဖြစ်လာရပြီမိခင်ကြီးကို မိုးဥကြចောင်းဖွင့်ကနီးမှာ တွားကြိုရမည်။ကျောင်းနှင့်တိမ်မဝေးသောဘော်ကွင်းစုထဲတွင်အိမ်တလုံးငှားထားပြီးပြီ။ငှားထားသောအိမ်ဤဘေးအိမ်တွင်အဆိုကဝါသနာပါသူမယင်လှဤအိမ်မိဘများတိမ်မသွားပြီဖြစ်သောမယင်လှသည်ဆိုင်းဝိုင်းနှင့်အတူတချင်းလိုက်ဆူစားသူတကူရဲတမမက်ခင်တဲထံအနှင်းငယ်ကြီးမီဘာပဲဖြစ်ဖြစ် ပွေလင်မီဇိုးဇိုးဇက်ဇက်နိုင်သော မတ်ရှင်လာနေအချိန်တိုတိုအတွင်းညီမအရင်ပမာဖြစ်သွားသည်မတ်လာလာစာထုတ်ပြီးရန်ကုန်မပြန်သေးပဲတကြံလုံးမပြန်မီဟု သူမစဉ်းစားထားသည်လွေချောင်းပည့်ရဖြစ်၍မြို့ကန်လှုပ်ဖို့ကိုင်းဖက်များနှင့်ဒေတန္တရဗဟုတုတာရှာမီးနေရင်မတ်ရင်လာတိုက်တွန်းသည်ဖြင့်မတ်ရင်လာနှင့်အတူအတက်နှင့်အလွန်စီကားသည်ဟုတည်င်းကြည့်တော့စံတော်ရှင်ကေလာတဖရာဖူးခရီးစဉ်ကို လဲကတယောက်၅ချက်ထည့်ဝင်၍ရင်ခုန်စည်းမျောခဲ့ခြင်းဖြစ်သည်။ဘော်ကွင်းစုမှနနက်နှချက်တီးထထွက်သောဥမတ်ကြီးလဲတွင် သူမပါဝင်မိမပြူဆဲဦးလိုက်ပါလာသည်။အာလုံးတစ်ဖွဲတည်းမဟုတ်တော့လဲမရင်လှနေမျက်နှာတိများဖြစ်နေ၍အစင်ပြေလှသည်။တူညီသောအချက်မှာလမ်းတွင်ရေပတ်တံခန့်နိုင်အောင်ဟူးဆောင်ဟုခေါ်သောဆောင်းတပတ်အကြီးများကိုစီခြုံလာကြခြင်းပင်ဖြစ်သည်။ ဖက်ကလေးသုံးခွာပိုင်းဤနနက်နှစ်ချက်တီးကြော်သည်နွားချူတံများကျိန်ရိုက်တံများဒုံဒုံပြေးတံများရေလောင်းလိုက်၍အလန်တကြားထအော်သော အာမေရိတ်တံများဖြင့်တောတော်ညံ၏ကြိုက်ပြီးနေတိမ်ငူရွာများကိုဖျက်ခဲ့ရတော်လဲအယမ်းစောနေ၍လာမသိရေသိမ့်မပတ်ကြတို့နေဥမတ်ကြီးလဲသည် အချားလဲများနှင့်အတူကွင်းပြင်ကျဲကြီးထဲရောက်လာခဲ့သည်နှင့် လဲကိုအမြင်ဆုံးမောင်းကြပြီးပြီသူထက်ကနင်းချမ်းအမြန်တက်နိုင်ရန်လဲသမားတွေစိတ်ဆောကြသည်ဤကွင်းပြင်ကျဲကြီးကိုကမ်းလန့်ဖြန့်စီးနေသောဇရက်ချောင်းအောက်ဖက်တွင်ဘေးကတ်ချောင်းဟုခေါ်ဒီကိုဖြတ်တန်းမှုတရားဆို၍နင်းချမ်းတစ်ခုသာရှိသည်နင်းချမ်းဆိုသည်မှာချောင်းပြတ်ဝါတရားငယ်သာဖြစ်သည်တရားအောက်ခြေကိုတေသားမျောတိုင်များစိုက်ထူထား၍ကမ်းလန့်ဖြန့် ရက်မဖြစ်ဝက်ဘိုးဝါလုံးများတိုက်ဝါများကို အုံးစံကျိုးဖြစ်ချီနှောင်ပြီးအခင်းဖြင့်ဝက်ကတ်ခင်းထားသည် ဝက်ကတ်ပေါ်တွင်မြေကြီးခင်းထားပြီးမြေကြီးများပေါ်တွင် ကောက်ရိုးများဖြန့်ခင်းထားသည်လဲရစီတက်နိုင်ယုံသားရှိသည်ဖြင့်နင်းချမ်းဖြည့်ရန်အလှဲ့ဆောင်ရသည်လဲအစီရေများပါက တမိတမောဆောင်ပြီးတော့တချို့လူလဲကြသောလှဲဆရာက အလှဲ့ကြသောလှဲဤနွား ပေကတ်နေခြင်းအတင်းဖြတ်တတ်တတ်သည်နင်းချံအမြန်ဖြတ်နိုင်မှကေလာတတောင်ကြီးတွင်တဲကိုရာကောင်းကောင်းရပြီးခရီးပန်းလာသော လူနှင့်နှွားများအတွက်အစဉ်ပြေမီဖြစ်သည့်အတွက်နင်းချံလူတက်ကြသည်မှမဆန်းနင်းချံဆောက်လုပ်ထားသူကိုဖြတ်တန်းကပေးရသည်လဲရစီနှစ်ချံလုံးနင်းချံထိတ်တွင်ဆောက်၍ကောက်နေခြင်းဖြစ်သည်အဆိုပါအဆောင်ကိုဦးမကြီးအလွန်ရင်းနှီးသည့်ဖြင့် အရှိလဲဤနွားပေကတ်ချင်းအပြံမပေါင်းယူကွာဟု ပြောလဲပြောကျိန်လဲတူသည်ဖြင့်နွားလန့်ပြီးနင်းချမ်းပေါ်ပြည့်ရတံပဝန်းကျင်ရှုခင်းပေါ်ဇံဝင်းနေကလဲဆောင်ပန်းပေါ်ထိုင်နေသည့်မက်ခင်သည်အရှိန်လုံးကရေထဲပြုတ်ကျခဲ့ခြင်းမင်းဒီအခန်းသုံးရှက်စိတ်ကြောင်ရုံစိတ်တို့ဖြင့်မက်ခင်သည်တရောတော်ပါဖြစ်နေခြင်းတမ္မာသောလက်တစ်ဖက်ကသူမလက်မောင်းကို အတင်းဆုပ်ကမ်း၍ကမ်းဘက်သို့ကူးခတ်နေပေပြီ။ချောင်းကတိတ်မကျဲသဖြင့်အချိန်တိုအတွင်ကမ်းပေါ်ရောက်သွားသည်။ခမရဆင်းပြေသလား။ရှက်စိတ်ကြောင့်သူ့မျက်နှာကိုစိတ်စိတ်မကြည့်ရတော့လေ။တီးကြည့်သောလူငယ်တယောက်အဖြစ်ချက်ချင်းသိ၍ခေါင်းငိတ်ပြလိုက်သည်။ဟာကြော်ချစ်ပါလားကွာ။ရှေးမှာကမန်းကဒတ်လှည့်ရပြီးဆင်းလာသောဦးမတ်ကြီးအတန်းမရင်လာလေပါလာသည်။ နေမှဖြစ်ဘူးနော်မခင်တဲ့မယင်လားကိုတွေးမှဝမ်းနေလာပြီးညီမနှစ်ယောက်ဖန်ကိုကြတော့သည်ခမရလှဲမောင်းတာလားကားမောင်းတာလားဗျဒီမှာရင်းနစ်သေးတော့မလို့ကန်ကောင်းလို့ဦးမတ်ကြီးမျက်နှာငယ်ကလေးဖြင့်မခင်တဲ့ရောကြော်ချစ်ကိုပါအတင်းလက်အုတ်ချီကတောင်းပန်တော့သည်စီတကူရောရောက်ကျင်စောကက်နေတာနဲ့ဆရာမလေးဆောင်ပန်းပေါ်ထိုင်နေတာမိသွားတယ်ကြော်ချစ်ရဆရာမဦးလေးကိုခွင့်လုပ်ပေးပါနော်နောက်မှဖြစ်စီရပါဦး ဆိုပြန်တော့လေမက်ခင်တဲ့အာနာသွားပြန်သည် ရှေ့ခီးဥမတ်ကြီးကိုမယုံတော့တာလေအမှန်နောက်ကြောင်းလှည့်ပြန်မှုကလည်းရောက်နေတဲ့နေရာကခီးတဝက်ကျော်ကျိုးနေခဲ့ပြီပြီးတော့ရန်ကုန်လိုအလွယ်တကူကာတာစီနေသည့်နေရာမျိုးလည်းမဟုတ်မௌဒမပင်လေခွေအနီးကတကယ်ကွင်းခေါင်ကောင်အယက်ပြီးရည်ပြီးပါစီတော့ဦးလေးဒါပေမဲ့ကျမတို့ဆက်မလိုက်ရတော့ဘူးအဲ့ဒါကိုအစဉ်ပြေအောင်တော့လုပ်ပေးရမယ် မခင်တဲ့စကားကြောင့်ဥမတ်ကြီးအတော်ဘေးကြံတန်းကြဖြစ်သွားသည်ဒီကွင်းနဲ့အရေးပေါ်လှဲငါဖို့ဘလို့မှမလွယ်လဲအာလုံးဒီပါဖျားဖူးခီးတဲ့ကိုစီနှင်းသူ့ကိုယုံကြည်ပြီးဆက်လိုက်ခဲ့ပါလို့လဲထပ်မပြောရတော့တပြင်းရှိကြီးချကခေါင်းတွင်တွင်ကုန်နေသောဥမတ်ကြီးအခန်းလေးဒီတခါဥမတ်ကြီးကိုကဲတင်ခဲ့သူမှလဲကြောချစ်ပင်သည် ဆီယမားတို့နှစ်ယောက်ကျွန်တော်လှည့်လည်လိုက်ခဲ့ပါလဲချောင်ပါတယ်ကြော်ချစ်စကားကြောင့်မခင်သေးတို့ဝမ်းတာသွားသည်ဝမ်းတာဆုံးကဥမတ်ကြီးပင်ကြော်ချစ်မင်းကိုကျေးဇူးတင်လို့လို့လှဲငါကတစည်းစာ90ညနေငါလာပေးမယ်ကွာမငင်းနဲ့အဲ့လောက်ပေးစရာမလိုပါဘူးဥမတ်ကြီးပေးချင်ရင်နွားစာမြတ်တထန်းဆိုရပါပြီ90ပေးလိုက်ရင်ဒီနေ့ခမားလှဲငါကဘယ်ကြံတော့မလဲဗျမယူခြင်းဘူးလာမပေးပါနဲ့ကဲသွားကြမယ် ပြောလဲပြောလှဲမောင်းထွက်၍နင်းချမ်းပေါ်တက်လိုက်သည်ဒုတိယအခါနင်းချမ်းအတက်သည်မက်ခင်တဲ့အတွက်စိတ်လှုပ်ရှားမှုမရှိသည်မှာအံ့ဩစရာမဟုတ်ကြော်ချစ်ဆိုသောသူရဲကောင်းကို သူမရှားဖွေတွေ့ရှိခဲ့ပေပြီ အခန်းကမက်ရင်လှစိုင်းမင်းသမီးမက်ရင်လှအဖို့ကြော်ချစ်ဆိုသောတငယ်ကို ဖက်ကလေးလှဲဖို့မှလှဲစရာကြီးဥအောင်တန်း၏တပည့်အဖြစ်သာတည်ထား၏ ဒီထက်လဲတိစရာဘာဝိတေတာထူးမှာပိုင်ဆိုင်ထားနိုင်သူမဟုတ်သူလိုငါလိုတာမန်လူရန်းစားများတာသို့တော်အခုလိုအတူတူခရီးသွားပြရမှာရဲရင်တော့စာနာတတ်တော့ကြောချစ်ကို အမတ်ပေးနေတော့မက်ခင်သေးကိုတရိပ်ပြမိလာ၏လဲပေါ်တွင်ကေလာတဖရာတို့ရန်ကုန်မှပေးပို့လှူဒန်းလာသည့်ပစ္စည်းအချို့နှင့်ကြီးကျက်သူလူကြီးနှစ်ယောက်သာပါသည်ဖြင့် အတော်ချောင်သည်သူတို့စကားသွားလာရလဲဆရာကြီးဥအောင်တန်းဤဧည့်သည်များဖြစ်၍တပည့်ကျော်ချစ်ကိုဖျားသူလိုက်ပူစီခြင်းဖြစ်သည် ရေထဲပြုတ်ကြခဲ့သောမက်ခင်တဲတွင်ထိုလူကြီးများ စိတ်မကောင်းဖြစ်ကြသည်ပါလာသောကိမ့်မုံများကိုလည်းအစာပြေချကြွေးသည် မစားလိုပါဟုညင်းတော်လည်းမရရေဘူးများဖွင့်၍ရေတိုက်သည် တခဏတွင်ပြောရဲဆိုရဲရှိသွားကြတော့သည် ချူသန်တလွင်လွင်နှင့်အသားကြပြေးနေသောနွားနှကောင်၏ဥကြိုများကိုခယမ်းပြပြင်းမာပန်းများ စီးနှောင်လိုက်သည်နှင့် ပိုပြီးရွှင်လန်းလာပေရော့လာမသည်နွားနှကောင်သည် ခွာပေါက်တန်ကြီးညာစွာဖြင့်အချားလဲများကို တစည်းပြီးတစည်းပန်း၍ဖျက်ကျော်သွားတော်သည် မက်ခင်သည်စိတ်ထဲတွင်လဲစီနေရသည်ဟုမထင်မကြသေးခင်ကမှကျင်းပပြီးစီသွားသောဤတဲ့အင်းရှိမင်းသားချားစ်နေ လေဒီဒိုင်ယာနာတို့ဤကဘာကျော်မင်္ဂလာပွဲမှာမင်္ဂလာမောင်နှံစီသောမြင်းရထားကိုစီးနေရသလိုမျိုးခံစားရမိ၏ထိုအခါမက်ခင်သည်ရင်ဖို့ရပြန်၏ပဝန်းကျင်မြင်ကွင်းသည်မြူကြီးတန်းနေသောတစ်ပင်အုံများကို မြင်လာရပြီကေလာတတောင်ကြီးဖြစ်သောဒနုံးချောင်နီးလာလိမ့်ပြီ အလွန်လှပသောပဝန်းကျင်သည်အမှုပညာရှင်ဖြစ်သောမယင်လှကိုဖန်းစားခဲ့ကြပြီ။ သူမနှုတ်မှတကြင်တစ်ပိုင်းတစားတိုးထွက်လာတော့သည်ရေခက်ပြန်ကတိလှဘီးမှန်ကဘယ်စီကနေဒေါန်းတောက်အောင်မွေစပယ်ခွေဘယ်သူဖွက်စိတ်ပြက်ပေါ်၏မစကြနဲ့ရောင်းမကြီးမလောင်ကြနဲ့ရောင်းမကြီးငိုခြင်းပေါ်လီမောင်ကြီးရေမောင်ကြီးရေမောင်ကြီးရေစောက်မအောင်စပယ်ခွေပန်းလိုက်အောင်မလီတပတ်ပြာခြုံလိုက်အောင်မလီဆိုင်းမင်းသမီးပီတာစွာ ပါဇက်ကလည်းဆို လက်ကလည်းပါလာသောဆောင်းတပတ်ကိုခြုံပြ၍ဟန်ကြပန်ကြဆိုရင် မောင်ကြီးရေဆောင်းပါအောင်အရာမခင်တဲ့အားကြိုချစ်ပစိုးစာအားဇွဲခိုင်းကလဲပေါ်ပွဲထွက်လာခဲ့ကြသည်မှာဧည့်သည်လူကြီးနှစ်ယောက်နှင့်တဝါဝါပွဲကြရင် တောင်ကြီးလဲနာစခန်းသို့ရောက်လာကြတော့၏အခန်းချောင်းလဲရီရနာယာကေလာတာတောင်ကြီးစခန်းသည် ကိုကိုပင်ကြီးများ ညောင်မင်းကြီးများထန်းတော်ကြီးများနှင့်ကျယ်ဝန်းလာသည်လက်ပံမင်းကြီးပေါ်မှ အနီဆွေးဆွေးပွင့်ချက်များကလေနှင့်အတူ လွင်ပါမြေခါလျက်နနက်နေကြီးနုနုသည် ထန်းပေများကြားထဲကမြူရုကိုဖောက်လာရသဖြင့်အလင်းဖြော့ဖြော့သာရသည် ကိုကိုပင်ကြီးတပင်အောက်ရှိ စတုရီတာမန်တပ်မှတွန်ဒေးသိန်းတဲ့သချင်းတန်က လော့စပီကာမှထွက်ပေါ်လာသည်ဒီနေ့ဒီရက်တွင် ဒီဒေတာရှိအိမ်တိုင်းခြံဝင်းတကားများဖွင့်ထားကြသည် ထမင်းဟင်းချက်ထားကြသည်တိတိမတိတိကိုအိမ်လာကိုဧည့်သည်ဗမာလူမျိုးပီတာစွာဧကံကျွေးမွေကြသည်နွားရီတိုက်ဖို့နွားစာကျွေးဖို့နွားတွေနားဖို့လည်းအစင်သည်မက်ခင်တဲတို့နှစ်ယောက်သည်ဥမတ်ကြီးလဲမှအရင်စလိုလဲပြောင်းစည်းလာရသဖြင့်ရိတ်ခါတော့မေ့ချန်ခဲ့ကြအခုမှတည်သည် ဒီလောက်များသောလဲအုပ်ကြီးတွင်ဥမကြီးလဲကိုရှာဖို့မလွင်ကြောချစ်သည် သူ့လဲကိုအတိချံတချံတွင် မောင်းဝင်သွားပြီးလဲဖြုတ်ကာနွားရီတိုက်အစာကျွေးခြင်းအလုပ်ကိုကမန်းကဒန်းလုပ်သည် သူဤတာဝန်မှာဧည့်သည်နှစ်ယောက်နှင့်ပစ္စည်းများကို တောင်ပေါ်အရောက်ပို့ဖို့သာဧည့်သည်များသည် နေခြင်းပြန်မဟုတ် တောင်ပေါ်တွင်ရက်ရှည်နေကြမည်ဖြစ်ရာ အပြန်တွင်ကြောချစ်တို့၃ယောက်သာ ပြန်ရပြီမီလောလောဆယ်ထမင်းစာနေကြပြီဖြစ်၍စတုဒီတာယုံပန်းလှဲ့ခဲ့ကြသည်ငပြောဖတ်ခင်းကထမင်းပူပူလောလောကိုကြက်ဘူးသည်ဟင်ငပီတောင်းတို့ဖြစ်ကြေးသော ထမင်းတနက်သည်မက်ခင်တဲ့အတွက်တတ်မမေ့စရာအာရပါရစားဖြစ်သည်ကျန်သူများလည်းထိုနီးနေနေမီအာလုံးဘိုက်ကားအောင်စားထားကြသဖြင့်ချက်ချင်းတောင်ပေါ်တက်ရန်မလွယ်အစာကြီးအောင် ဟိုဒီလှက်ကြည့်ကြသည်ချင်းဝိုင်းများဗိုလီဘောဝိုင်းများရှောက်ကြည့်ကြသည် အတော်ကြာမှဧည့်သည်လူကြီးနှစ်ယောက်ဤလူဝဲပစ္စည်းများကိုမျက်ချင်းကြားတလုံးတွင်ထည့်၍ကြော်ချစ်ထမ်းပြီးအရှိမှထွက်သွားသည်ကျန်သူများကတနိုင်တပိုင်ဆွဲ၍အနောက်ကလိုက်ပြီးတောင်တက်ခရီးစကြသည်အခန်းခုနှစ်ကေလာတတောင်သည်ပေနှထောင်ကျော်သာမြင့်သည်တောင်ကြီးကကြည်လင်ရွှေရောင်ဝင်းနေသော ကေလာဒဆန်တော်ရှင်ကို တောင်ထိပ်တွင်တပ်ပယ်စွာဖူးတွေ့ရသော မြင်ကွင်းကိုမက်ခင်တဲ့အလွန်သဘောကြသည် နှစ်တိုင်းလာဖူးမည်ဟုလည်းရည်တမ်းမိ၏စကားတပြောပြောနှင့်တက်လာကြ၍မောမန်းမသိစင်းလာကြသူများမှခြေတကွေဆိုရောက်ပါပြီဟု အားတက်စကားပြော၍ခြေလန်းတွက်ကြပြန်သည် လက်ဆက်တော်လေးနှင့်မွေးမြသောတောပိုင်းရနက်များကလည်းအမောပြေစေသည် အပေါ်မှစီးမြင်ရသောတောင်ကြီးမြင်ကွင်းများကလည်းဘဝင်အေးစရာဒီလိုနဲ့ဆဲလဲခတ်တံများကြားလာရသည်ဖယားနာနီးပြီပြီကေလာဒဖယားရင်မြင်သည် အတန်ငယ်ကြီး၏ကြောချစ်သည်အဲ့တဲ့နှစ်ယောက်တဲခုံမိနေရာသို့တွားပို့ပေးနေသည်မကင်သေးတို့နှစ်ယောက်ကအဲ့တဲ့များကိုနှုတ်ဆက်၍ကြံနေခဲ့ကြသည်ဖယားဝူပြူပြီးနောက်မြင်ကွင်းကျယ်ကြီးကို တမေတမောခံစားကြသည်အရှိဘက်တောင်တန်းများဤကျောဘက်မှမြင်နေရသောဇွဲကပင် တောင်တန်းကပြားလဲလဲအနောက်ဘက်မိုးကိုဆက်ဝိုင်းဆုံးမှလမ်းမြင်ရသောစစ်တောင်းမြေဝကမိုင်းညို့ညို့လေနုအေးတိုက်ခတ်မှုကြောင့်ညင်းညင်းတာတာထွက်ပေါ်လာသောဆဲလဲတံကျင်းငတ်တော်တံမှလွှဲ၍စိတ်ငြိမ်လာသောမြင်ကွင်းကျဲတန်ငြိမ်ပကြီကားကို တိုးငင်းကြီးများသော တချင်းတစ်ပိုင်းတစားကဝင်ရောက်အားဖြည့်လိုက်သည်ပုံညရှင်စည်းသည့်အပါသကိုင်းတောင်သကိုင်းတောင်အထက်နားစီကအရှိတလွားမျောလိုက်ရင်အေယာဝရီဒုတ်ထာဝရီမရင်လာ၏တချင်းတန်တွင်မခင်သည်နေမျောသွားသည်ဖြင့်ကြော်ချစ်ပြန်ရောက်နေတာကိုမတိလိုက်ကြဟာတဲကောင်းတဲ့အတန်ပါလားဗျမခင်သည်လည်းတချင်းခံစားတတ်တယ်နော် မြို့သူဆိုတော့တောသဘာဝခံစားလို့ရပါမလားလို့ကျမကတောကိုချစ်တယ်ရှင်လောက်ခနဲ့ပြောထွက်သွားပြီးမှ ကြော်ချစ်တမျိုးတွေးနိုင်သည်ဟုသတိပြုမိပြီးရှက်သွေးဖြာမျက်နှာရဲသွားသည်ကို ကြော်ချစ်သတိပြုမိသွားသည် အခန်းရှိတောင်ပေါ်မှအစင်တလန်းလုံးသတိထားစင်ရန်တဖွားဖွားသတိပေးနေသည့်ကြားမှာမခင်တဲ့ချီချော်သေးသည်ရေပက်ခံထားရလို့ ရေစိုးအဝတ်ဖြေချော်လဲလေမလွယ်အဝတ်တုံပြီးခြေပြက်လက်ပြေလဲပေလိမ့်မည်ဟန်ချက်ပြတ်သွားသည်နှင့်သူမလက်ကိုဖမ်းဆုပ်လိုက်နိုင်သောကြော်ချေအမျိုးအမည်မဖော်ပြနိုင်သော ဝေဒနာတရက်ကို ခံစားလိုက်ရကြောင်းသိလိုက်ကြသည် နေချိုးချင်းအပြန်ခရီးစသည်ဒဲတစီလုံးသုံးယောက်သေးသာဖြစ်၍ဇက်ကအုံမလာမယင်လားဟုမေးပြီးကြီးကြသေးသည် သို့တော်ကြာရှိမရည်နိုင်မိန်းကလေးနှစ်ယောက်တည်းသာပါတော်လဲသည် ရေပတ်သူတို့ဤတကယ်ပြတ်မှတ်ကြီးခေါင်းမဖော်နိုင်အောင်အတွေ့ခံကြရတော်သည်ဓနုံချောင်းတောင်ကြီးကြောက်လုံးကြီးဝင်းကာရကန်းတယ်မှစသည်ကြေးရွာများကိုအမြန်ဖြတ်၍တိမ်ငူကွင်းထိန်ဘိုးဘိုးကြီးနန်းနန်းရှိရာတင်ငန်းပင်တော်သို့ရောက်မှခဏနာသည်ပိုက်စားသည်ဖြင့်မုံလုံးကြီးကျော်နှင့် ထန်းသည်နုနုအခိုင်လိုက်ဝဲယူလဲပေါ်တင်ပြီးကွင်းဖြတ်ကြတော်သည် အပြန်ခยีသည် ကို့အိမ်ကိုပြန်သည်ခยีဖြစ်၍အရင်မလိုနင်းချန်လူစရာမရှိသို့တော်လဲသမားအများစုစုံနေကြိုက်ဖြစ်၍နွားပြန်ကြပြန်သည်ငါနွားကောင်းနေသူ့နွားမြန်နေနှင့်လဲပြိုင်ပွဲကြည့်ပေတော်ဥရောပကကားပြိုင်ပွဲတွေကခยีတယ်မပါတိမ်ငူကွင်းကလဲပြိုင်ပွဲက ခရီးတဲ့အပြေသို့တော်လှဲမှောက်၍ဈေးုံရောက်သူတော့မရှိမက်ခင်တဲလိုလဲပေါ်မှထွက်ကြတတ်သည်အပြည့်မျိုးကတော့ရှိတတ်ပါသည်။ကွင်းကိုကြော်၍တင်ငူရွာဝင်သည်နှင့်ရေပတ်အဖွဲနှင့်စုံရပြန်ပြီ။တင်ငူကြိုက်ပြီမှသည် ဖက်ကလေးရွာထီ ရေပတ်စခန်းတက်တက်မုန်းလက်ဆောင်တိုက်လိုက်ရွေရင်အေးကျွေးလိုက်ရေပတ်လိုက်နှင့်ရေငတ်သည်ဖြင့်ကြော်ချစ်တောက်နေသော ရေဘူးကို တောင်းတောက်ရာမှမယ်ရင်လာ၏လေချောင်းတစ်ချောင်းပူဆင်းသွား၏ဆိုင်းသမားတွေနှင့်တွဲနေသူဖြစ်၍အရက်သည်သူမနှင့်မစိမ်အချမ်းတော်ပြေးသွားသည်ဖြင့်ထတ်မော့လိုက်သည်မခင်သေးကမတော့အခန်းကိုဖက်ကလေးအဝင်သုံးကွာပိုင်းမန်းနဲ့တွင် လော့စပီကာမှတကြံတချင်း မြူးကြစွာထွက်ပေါ်နေသလိုကာလာသားများ၏ဒိုးဘက်ဝိုင်းကလည်းအစင်သည် ရေငင်မောင်းလက်ဖြင့်ခတ်ထားသောရေပုံးများကလည်းအတော်များများ အကြမီသူတို့စောင့်နေသောကြောချစ်လည်းဝင်လာခဲ့ပြီကြောချစ်သည်အခြေအနေကိုရိပ်ရှားမိသွားသည် ချမ်းလွန်နေသူ မက်ခင်တဲကိုလဲပေါ်မှဆင်းစီ၍သူ့အဝတ်အထည်များလဲဝတ်စေပြီး မုံများကျွေးထားလိုက်က ပြိုင်ပွဲကို ကြည့်စေလိုက်၏မယင်လာလက်ထဲမိုက်တလုံးရောက်သည်နှင့်ဒိုးပေါ်ဝိုင်းစသည် ကာလာသားများက တီးလိုက်မယင်လှကဆူလိုက်ခတ်ထားသောရေများပတ်လိုက် ရေငတ်သွားသောမယင်လှကကြော်ချစ်ရေဘူးမော့လိုက်ဒိုးတီးလိုက်ဆူလိုက်ရေပတ်လိုက်မော့လိုက်နေနောက်ဆုံးမက်ခင်တဲ့အိမ်ပြန်ဖို့ဇာရှိသောကြော်ချစ်သည်လဲမနွားကိုဖြုတ်၍နွားဆွဲက မက်ခင်တဲ့ကိုအိမ်ပြန်ပို့တော်သည်တဲအိမ်ပေါ်တွင်မယင်လှကတချင်းဆက်ဆူလို့ကောင်းတော့ဇက်သိန်းတော့ ခတ်ထားတဲ့ရေလဲကုံဒိုးဒီသမားတွေလည်းလက်မမြောက်နိုင်မန်းနဲ့မှလူမကြံတော့မှတရင်တရင်ဖြင့်လဲအိမ်ပေါ်မှဆင်းလာတော့မယင်လှကိုတောင်းပန်၍စိုက်ကားဖြင့်အိမ်ပြန်ပို့လိုက်ကြလေသည် အခန်းတစင်နောက်ပိုင်းကြော်ချစ်တယောက်မခင်တဲ့အိမ်အဝင်ထွက်ရှိလာခဲ့သည်မခင်တဲ့ကိုမြစ်တာရှိကြောင်းလဲခွင့်ဟလာခဲ့သည်နည်းနည်းပါးပါးဘေးတီးပေးဖို့မယင်လှကို အကူညီတောင်းသည်မယ်ရင်လှကလည်းစိတ်လိုလက်ရကူညီပေးသည် မခင်တဲ့ကိုယ်တိုင်လည်းကြော်ချစ်ကိုဂျုံကြီးအားကိုမိသည်မှာအမှန်အတတ်သခင်ဖြစ်၍လည်းအိမ်တော်ဘက်အဖြစ် မရွေးချယ်နိုင်စရာအကြောင်းမရှိတခုပဲရှိသည်တသက်လုံးတွားရမည်ခရီးဖြစ်၍တေးကြအောင်စဉ်းစားကျင်သေးသည်တို့ဖြစ်၍နောက်နှစ်တကြံအတန်းနေတွင်ကေလာတတရင် အဖြစ်ပေးမည်ဟု ဆုံးဖြတ်လိုက်သည် အခန်း7တနည်းဆိုသော ကာလသည်ကြောချဲ့တွင်ရှည်လျားလွန်လှသည်ဒီကာလတွင် အနာဂတ်ထူထောင်မည်အချစ်အင်္ဂလိပ်တွင်စိတ်ကူးစီစဉ်ထားရသည်မှလည်းအချိန်ပြည့်နီးပါသူဤစိတ်အလျင်တွင်မခင်သေးသည်သာအမြဲတမ်းဆိုးမိုးနေသည်ဒီလိုနဲ့စောင်းနေတဲ့ရက်ရောက်လာပါပြီကြောချစ်အိမ်မပြောမနေ့ညနေကလေးကလဲအိမ်ကိုတေချာစီးကြော၍အမွေးနှသားများ တ်ဖြန်းထားသည် သူ့နွားကျန်းစုံညီနောင်ကို စိတ်ကြံရေချိုးတန့်စင်ကအစာဝအောင်ကြွေးထားသည်ဘရောက်ပန်းများဝေနေအောင်တက်ဆင်ထားသည်ဖယားသူလောလောလတ်လတ်ရန်ကုန်မှအလေရောက်နေသော မက်ခင်တဲမိခင် ရောက်ခမလောင်းကြီးပါ လိုက်ပါမည်ဆို၍လမ်းစာတောက်ကစာစနစ်တကျစီစဉ်သည်ဘာမှလက်ဟာမှုမရှိသေးဘို့မရင်လှနဲ့တိုင်ပေသည် အခန်းဆက်နှင့်တန်းစင်ဝင်းလံမွေးကြိုင်နေသော မင်္ဂလာလှဲရင်သည်နက်နက်နှစ်ချက်တီးတွင်ဘော်ကွင်းစုမှစထွက်သည် လူများများမပါမက်ခင်တဲ့အမေဒေါ်များနှင့်မက်ခင်တဲ့မရင်လှနှင့်မက်ခင်တဲ့ဤလှုပ်ဖို့ကိုင်းဖန်ဆရာမနှစ်ယောက်ပေါင်း9ယောက်မြာသာကြော်ချစ်သည် အဖြူရောင်လေကတုံးလက်ရှိအင်ကြီးမောပစိုးအနီတို့ဖြင့်တည့်ရခန်းညားနေသည်မက်ခင်တဲ့သည်လည်း အဖြူရောင်ကရစ်ရှန်ဝမ်းဆက်နေချောမောလှပလျက်ရှိသည်ကြံသုံးမှလည်းအစင်းမြင့်မြင့်ဝတ်စားထားသည်မှာဖျားပွဲသွားသည်နှင့်မတူတရားယုံတတ်၍မင်္ဂလာလက်မှတ်ရေးထိုးပွဲသွားနေသလားထင်မှတ်ရသည်လမ်းမကြီးတိုင်းချူတန်တလွင်လွင်ဖြင့်ဆင်းလာတော့လဲသည်ကြော်ချစ်တို့လာနေပြီကွာဟုဝမ်းသာအာရအော်ဟစ်ကလက်နှိပ်ဓမီးရောင်တဝင်းဝင်းမြင်လိုက်သည်နှင့်ကြော်ချစ်တိလိုက်ပြီး ကျိန်တို့ပြီးမောင်းပြေးဖို့မမီတော့ရေပတ်ဖို့လဲရှိဝါတားထားသလိုလဲပင်ကြာဒုက္ကလန့်ခံလိုက်ကြသည်ပြီးတော့တယောက်ကဘူးဆောင်ခြုံနှားဒီကိုဆွဲလန်းတယောက်ကဓမီထိုးတယောက်ကရေခဲရေနဲ့ပန်းတယောက်ကတနခါလူစသဖြင့်စိတ်ကြိုက်လို့ဖို့စူးစမ်းနေစဉ်အမျိုးသမီး၅ယောက်ကလည်းဘူးဆောင်မလန့်ရေအတင်းဆွဲကာခိုက်ယောက်ျားအားကြောင့် ပြုံးစိုထမိန်တထဲလန်အတက်မီးရောင်အောက်တွင်အတွင်းသားဖြူဖြူဖိုးဖွေးကြီးကို ရေခဲရေနှင့်ပတ်တနခါလိမ့်မိသွားသဖြင့်ဖေနှင့်အော်တုတ်ကလဲပြန်ကြွေခိုင်းသောဒေါ်မြားနှင့်ဤဆဲဆူကျိမောင်းတန်သည်ကြော်ချစ်နှင့်မခင်သေးတို့ဤအနာဂတ်ဘဝကို စီရင်ချက်ချလိုက်ပါပြီ အောက်တန်းစားရိုင်းဆိုင်တွင်လည်းမပတ်သက်နဲ့သမီးထိုနေ့ကဆာ၍မခင်သေးအိမ်တကားပိတ်ထားခဲ့သည် အရှက်လွန်သွားသောဒေါ်မြနှစ်ကိုမျက်နာပူ၍ကြော်ချစ်မသွားရေမတော်ရနေရကိုရေခဲရည်နဲ့ပန်တနခါလူခံရသည့်အဖြစ်ကလည်းတွေးကြည့်ရင်ရည်ကျင်စရာတေချာတာကတော့မြို့သူဒေါ်မြနှစ်သည်ယူတာပွင့်လင်းလွန်၍ရိုင်းသလိုဖြစ်နေသောတောတဘာဝကို အထင်သေးကလေးပြီမယင်လှကိုယ်တော်အတွေ့မခံမကြမီမခင်တဲ့အလုတ်ထွက်သွားသည်ဟု ်တရင်ကြလိုက်သည်အခန်း73တကြံတက်နေရောက်တိုင်းဖက်ကလေးသုံးခွပိုင်းလမ်းမကြီးတွင်အင်းညီဖြူလဲတို့နှင့်မွန်ပစိုးအနီးဝထားသောခေါင်းဖြူအဖိုးအိုတယောက်ကို မြင်ရပေလိမ့်မည်အဇက်ကလည်းဘယ်သွားနေလဲမခင်သေးဖျားပွဲကိုလှဲနေစိုးလို့ရေရွတ်နေတာကိုကြားရပေလိမ့်မည်ခဏကြာတွင်ကြောချစ်ရဲ့စိတ်ထိတ်မှာကွယ်ဟူ လာရောက်ချုံးမော်ခေါ်ယူသွားသောတီလာရှင်အိုကြီးတယောက်ကို မြင်ရပေလိမ့်မည်။တခြားသူဖြစ်နိုင်ရောလား။သူတို့နှစ်ယောက်ဤချစ်ခရီးလန်းတွင်အ धिक ပါရမီဖြစ်ပါကြီးဒေါ်ယူပမာလာခေါ်မဲ့ရလှပင်ဖြစ်သည်တည်း။နာစင်ပေးသူအလုံးကိုကျေးဇူးထူးပဲတင်ရှိပါရဲ့ရှင်။